တနေသားသမီးများဒီတစ်ပတ်တော့တင်းမှာမိမိရဲ့စိတ်ကူးတွေအတွေးခေါ်တွေနော်တွေးရခတ်တယ်ခေါ်ရခတ်တာဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ချခတ်တာဒါမျိုးလေးတွေဖြစ်ပေါ်နေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရနိုင်တယ်နောက်တစ်ခုက အတွေးခေါ်လေးတွေစဉ်းစားပြီးလောက်ကန်ရတဲ့အရာလေးတွေမှာစဉ်းစားခတ်တဲ့အနေအထားလေးတွေအလုတ်ကန်နဲ့ပတ်သက်ပြီးတော့အကြောင်းမျိုးမျိုးနဲ့ပိတ်ဆို့နေတဲ့ပုံစံမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အနေအထားမျိုးလေးတွေဒီတစ်ပတ်မှာတွေ့ရတယ်။တွေ့ရတဲ့အခါဒီမှာတခြားကြလို့ရှိရင်အလုတ်ကန်နဲ့ပတ်သက်ပြီးတော့လုံမာကင်မားလေးတွေကြုံတွေ့ရနိုင်တယ်လို့အလုတ်ကန်နဲ့ပတ်သက်ပြီးတော့မထင်မှတ်ပဲနဲ့အပြည့်စီအဆုံးရှုံးမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ဒါကြောင့်လို့ရှိရင်အခက်မတင်လို့ရှိရင်ဒီတစ်ပတ်တော်တည်းမှာအမှုခင်နဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။အချုံနောက်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။အမှုခင်အချုံနောက်လေးတွေမဖြစ်အောင်လို့မမိကိုမမိ ဆင်ကျင်ပြီးတော့နေထိုင်နိုင်မှုတချို့သောအရာလေးတွေအတွေးမှအကုန်မှအလောက်ကင်မှားလာလေးတွေမဖြစ်ဖို့သတိထားပြီးနေထိုင်နိုင်မှုတော့အကြံပြုချင်ပါတယ်နောက်ထပ်တစ်ချက်ကသူများကိုအာမခံပေးတဲ့ကိစ္စသူများလုပ်ငန်းကိုင်ငန်းကိစ္စသူများရဲ့အရေးကြောင်ကိစ္စတွေမှာဝိုင်းဝန်းကူညီဖြည့်ရှင်းတာလေးတွေသတိထားဖို့တော့ကိုအကြံပေးချင်ပါတယ်သူများပြဿနာကုပြဿနာဖြစ်တတ်တယ်ဒဲတစ်ခါကြောက်လို့ရှိရင်မထင်မှတ်တဲ့နဲ့သူများအမှုကင်ကိုမှုကင်ဖြစ်သွားတာလေဒီပုံစံမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အချိန်ကြီးပဲဆရာလေးတွေဒီဘက်မှာ ဖြစ်ပေါ်တတ်တယ်။ဒါကြောင့်လို့ရှိရင်အလုတ်ကင်လောက်ရမယ့်နေရာမှာစဉ်းစားခတ်တာတို့အတွေးပိတ်တာတို့ဒါကြောင့်လို့ရှိရင်လမ်းပျောက်တာတို့လောက်ကင်ရမယ့်အနေထားကိုဘာလို့လို့ဘာကင်ရမှန်းမသိခဲ့အတွေးမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့နေရတတ်တယ်။ဒါကြောင့်လို့ရှိရင်ဒီတစ်ပတ်တော့တည်းမှာကိုရတဲ့ငွေနဲ့ထွက်တဲ့ငွေကမကမိတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရနိုင်တဲ့အနေထားလေးတွေရှိတယ်။ဝင်ငွေကနေပြီးထွက်ငွေကများနေတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ဒီတစ်ပတ်မှာဝင်ငွေနဲ့ထွက်ငွေမမျှတာဒီဖြစ်နိုင်တယ်လို့နောက်ထပ်တစ်ချက်ကလည်းကိုရရှိလာပြီးငွေကြေးရရှိလာပြီးဆိုလို့ရှင်ငွေကြေးအပေါ်မှာပြဿနာပါလာတတ်တယ် ဒီပြဿနာလေးတွေကြုံတွေ့ရတတ်တယ်။တချို့တော့ကိစ္စရက်လေးတွေမှာငွေကြီးနဲ့ပတ်သက်ရင်အတင်းအနိုင်ဆုံးသတိထားဖို့လိုတယ်။တချို့တော့ငွေကြီးနဲ့ပတ်သက်တဲ့အရာတွေမှာဟာချီးတာငှားတာပေးတာယူတာသတိထား။တချို့တော့ကိစ္စရက်လေးတွေမှာကိုကချီးပေးမိလိုက်တဲ့စီရင်လေအဲ့ချီးလိုက်တဲ့ငွေပြန်မရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးရှိတယ်။ဒါကြောင့်လို့ရှိရင်ကိုကရစရာရှိတဲ့ငွေတွေကလည်းအကြောင်းမျိုးမျိုးနဲ့မရလာတာလေ။ဒါကြောင့်လို့ရှိရင်ရမယ်ဆိုတာတိတိကြီးအနားရောက်မှပြတ်သွားတာလေ။အစီအစဉ်ရမယ်အကြောင်းရင်းလေးတွေအစီအစဉ်ပြတ်သွားလာတာလေ။ဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ဒီလိုကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်လို့ငွေကြီးရဖို့အတွက်ကိုနော် တခြားသောနီးလန်းနေနော်မိမိအတွက်ငွေကြေးအဆင်ပြေဖို့အရေးကိုတခြားအကြံဉာဏ်ကောင်းတွေပေါ်လာလို့ရှိရင်အဲ့ဒီအကြံဉာဏ်တွေကိုအရန်ကရောအတုံးမပြုတ်ပါနဲ့အကြံမှားအတွေးမှားအထော်မှားလေးတွေကြောင့်ပြဿနာပေါ်ပါတတ်တယ်ငွေကြေးမြောက်အများဝင်လာလို့ရှိရင်တတိဒါငွေကြေးရဲ့နောက်ွယ်မှာအမှုကင်းလေးတွေပြဿနာလေးတွေပါလာတတ်တယ်စနေသားသမီးများဒီတစ်ပတ်တော်တင်မှာကန့်ချက်မှာအညံ့ပိုင်းလေးတွေမှာကြုံတွေ့နေရတဲ့အပိုင်းလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီအညံ့လေးတွေကိုမဖြစ်အောင်လို့ အတိတ်တတိမလွတ်ဖို့တော့ကိုလေအကြံပေးခြင်းပါလေတချို့တော့အရာလေးတွေမှာလေနော်အလုတ်ကင်နဲ့ပတ်သက်တဲ့အရာတွေမှာတချို့တော့အလုတ်တကယ်ဒီမှာအဆွတ်ဆွဲခံရတာတို့ အမှုကင်းခွင့်ဆင်ခံရတာလို့ကိုမလုထားတဲ့အပြစ်ကိုလုထားရတယ်ဆိုပြီးတော့ပြဿနာဖြစ်တာလို့ဒါမျိုးလေးတွေပြဿနာလေးတွေကြုံတွေ့ရတတ်တယ်ဒီလိုမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အထင်လွဲအထင်မှားအဆွတ်ဆွဲခံရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေအဆွတ်ဆွဲခံရတဲ့အခြေအနေပုံစံမျိုးလေးတွေဒီစဘက်မှာကြုံတွေ့ရနိုင်တယ်ဒါမျိုးလေးတွေဖြစ်ပေါ်တဲ့ဖြစ်ပေါ်တတ်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့အကြံပေးခြင်းပါတယ်ဒီဘက်တော့တဲ့မှာနောက်ထပ်တစ်ချက်သတိထားရမှာတော့ အိမ်ဆောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအိမ်ဆောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးဒီမှာအမှားယွင်းမဖြစ်စေဖို့အတွက်ကိုတော့အကြံပြုချင်ပါတယ်ဒီစပတ်မှာအိမ်ဆောင်ကြီးနဲ့ပတ်သက်ပြီးတော့အမှားယွင်းဖြစ်တတ်တယ်အမှားယွင်းဖြစ်လာလို့ရှိရင်လေဖြေရှင်းရခတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီဘက်မှာကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တဲ့အတွက်ကြောင့်မို့လို့အမှားယွင်းမဖြစ်စေဖို့အိမ်ဆောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာအမှားယွင်းမဖြစ်စေဖို့တတိပေးချင်ပါတယ်နောက်တစ်ချက်မှာတော့လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသူများကိစ္စတွေမှာအရန်ကရောမကူညီမိစေနဲ့မိသားစုတွင်မှာပြဿနာလေးတွေမကြာခဏဖြစ်တတ်တယ်ဖြစ်လာတဲ့ပြဿနာလေးတွေပြဿနာဖြစ်လာပြီဆိုလို့ရှိရင်ဒေါသအထောက်မဖြေရှင်းမိစေနဲ့ ဒေါသအမြောက်ဖြည့်ရှင်းမိတယ်ဆိုလို့ရှိရင်မိဒေါသတည်မိမိကိုပြန်ပြီးဒုက္ခပေးတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးကိုကြုံတွေ့ရတတ်တယ်။ဒီဘက်မှာလုပ်ငန်းကိန်းကန်နဲ့ပတ်သက်ရင်တော့လည်းကောင်းမိသားစုကိစ္စရဲ့နဲ့ပတ်သက်ရင်တော့လည်းကောင်းငွေကြီးကိစ္စရဲ့နဲ့ပတ်သက်ရင်တော့လည်းကောင်းစိတ်ပင်ပန်းလူပင်ပန်းလေးတွေကြုံနေရတတ်တဲ့အနေအထားလေးတွေရှိသလိုထားကြလို့ရှိရင်အလုပ်ကိန်းနဲ့ပတ်သက်ပြီးဘာတစ်ခုမှမလုပ်ချင်တော့တဲ့အနေအထားအကုန်လုံးလွှတ်ချပြီးတော့ကိုယ့်ကိုစိတ်အေးတတ်တတ်တတ်တာနေဖို့နေလိုက်ချင်တဲ့အတွင်းမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။ ဒီဘက်မှာအမှားယွင်းမဖြစ်စေနဲ့လို့အကြံပေးချင်တာကအကြောင်းပဲတော့မဟုတ်ပါဘူးအမှားယွင်းဖြစ်မိလို့ရှိရင်ထိုအမှားတွေကိုနောင်နာရရကိစ္စရက်လေးတွေကြုံတွေ့ရတတ်တယ်အငါဒီအလုပ်ကိုဘာကြောင့်လုံးမိတာလဲကိုယ့်ကိုကိုယ်ယူကျုံမရနိုင်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်ဒီအလုပ်ကိုမှားယွင်းမှန်းတိတိကျကျနဲ့ဘာကြောင့်လုံးမိတာလဲဆိုတော့အမှားယွင်းအပြက်စီအဆုံးရှုံးဖြစ်မှနော်နောင်သားဒီနောင်မရရဲဆိုရအချင်းဒီဘိုင်းဆိုင်ရလိုပဲစကားစကားပုံလိုပဲကိုကဒီအမားလေးတွေဖြစ်လာပြီဆိုလို့ရှိရင်နောင်သားကိုလွန်သွားမှာ ဖြစ်ပေါ်တတ်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေရှိတယ်။ရှိတဲ့အတွက်ကြောင့်မို့လို့ကိုနောင်မှမဖြစ်ရအောင်လို့နောင်တာမရရအောင်လို့ကိုကိုကိုစင်ကျင်ပြီးတော့အတတ်နိုင်ဆုံးအမှားမဖြစ်အောင်နေဖို့အတွက်ကိုအကြံပြုခြင်းပါတယ်။ဒီနေရာမှာတချို့တော့ကိစ္စရက်လေးတွေမှာမိမိစိတ်ထဲမှာတော့စိုးရိမ်စရာလေးတွေပေါ်နေလိမ့်မယ်။ဘလို့စိုးရိမ်စရာလဲလုပ်ငန်းကြီးများအဆင်မပြေဖြစ်သွားမလား။လုပ်ငန်းကြီးများရက်ဆိုင်လိုက်ရမှာမလား။ဒါကမှမဟုတ်လို့ရှိရင်အလုပ်ကိန်းတွေများအကုန်လုံးဖုံးရှုံးသွားမလားဆိုတော့နော်အတွင်းမျိုးလေးတွေစိတ်ကူးမျိုးလေးတွေစိုးရိမ်ပူပန်မှုတွေတွေကြုံနေလိမ့်မယ်။ဒါပေမဲ့မစိုးရိမ်ပါနဲ့ မိတ်ဆွေတို့မှားတယ်ဆိုရဲအမားတို့ဒီခေတ္တခဏအမားပါပဲเนาะမတင်မှတ်လိုက်တဲ့အမားပဲမတွေးလိုက်တဲ့အမားပဲခဏလေးပဲမှားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပြဿနာကိုခေတ္တခဏဖြေရှင်းလိုက်နိုင်ရင်တော့အဆင်ပြေသွားနိုင်တယ်နောက်တစ်ချက်ကတတိထားနိုင်ရိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေသွားနိုင်တယ်ဒီတစ်ပတ်မှာအဓိကလိုအပ်နေတာကအတိနဲ့တတိ နော်တတိမလွတ်စီနဲ့တတိမမားစီနဲ့အတွေးမမားစီနဲ့လောက်ကင်မှုမမားစီနဲ့အကူညီပေးမမားစီနဲ့နော်နောက်တစ်ခုကပြဿနာတက်တဲ့နေရာမှာဝင်ရောက်ဖြန့်ပြေတဲ့အနေအထားမိသားစု ပြဿနာမှာလက်ပါချီပါကိစ္စရက်လေးတွေစိတ်ဒေါသကိုရှေ့တန်းတင်ပြီးလုံးမိတဲ့အရာမျိုးလေးတွေပြောဆိုမိတဲ့အရာမျိုးလေးတွေမှာဖြစ်စီနဲ့ဒါဆိုလို့ရှိရင်တော့ဒီဘက်မှာအန္တရာယ်နဲ့ပတ်သက်လို့ရှိရင်အများကြီးမရှိဘူးနော်မိမိမှာဘဝပြတ်တဲ့အဖြစ်အပျက်တိုင်းဆိုင်ရာလေးတွေလည်းမရှိဘူးဖြစ်ပေါ်လာမလားဆိုတဲ့အတွေးမျိုးလေးတွေဆုံးရှုံးသွားမလားဆိုတဲ့စိုးရိမ်ပူပန်မှုမျိုးလေးတွေတော့ကြုံနေလိမ့်မယ်ဒါပေမဲ့မိတ်ဆွေ စနေသားသမီးတွေစိုးရိမ်နေတဲ့အရာတွေဒီတစ်ပတ်မှာမဖြစ်ပါဘူးလို့တော့အကြံပေးချင်ပါတယ်အပိပေးချင်ပါတယ်သို့တော့တတိတော့မလွတ်သေးနဲ့တတိမလွတ်မှသာလျှင်ကိုဖြစ်ပေါ်လာမယ့်အခက်အခဲလေးတွေရော့ပါမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့တတိလွတ်တယ်ဆိုလို့ရှိရင်တော့ရှိရင်တော့ခုနကပြောသလိုနောင်တလေးတွေရကြရကိစ္စရလေးတွေကျုံသွားလိမ့်မယ်အမှားယွင်းလေးတွေအတွက်နောင်တရကြရကိစ္စရလေးတွေကျုံသွားလိမ့်မယ်အဲ့ကြောင့်လို့ရှိရင်ကိုယ့်ရဲ့အတွေးခေါ်မှားမှုတွေကြောင့်မဖြစ်တဲ့ပြဿနာလေးတွေဖြစ်ပေါ်တဲ့အချိန်လေးဆိုင်ရာလေးတွေရှိရတယ် ငွေချင်းနဲ့ပတ်သက်လို့ရှိရင်လည်းသတိထားရကြလေးတွေမရတာလို့အပေးကြလေးတွေမပေးနိုင်တာလို့ပုံနဲ့ဒီနဲ့မလှည့်နိုင်တာလို့ဝင်ငွေရနေပြီးထွက်ငွေရများနေတာလို့နော်ဝင်ငွေနဲ့ထွက်ငွေမမျှရတာလို့ဒီဒီဘက်မှာအများဆုံးကြုံတွေ့ရတတ်တဲ့အနေထားပိုင်းဆိုင်ရာလေးတွေရှိတယ်အတတ်နိုင်ကုန်ဝင်ငွေနဲ့ထွက်ငွေမမျှရင်တော့မှကိုယ့်ကိုချိုးချံချွေတန်နိုင်အောင်တော့သတိထားပါလို့တတိထာ30ပါလို့တော့အကြံပေးခြင်းပါလေဝင်ငွေကအရန်နေပြီးတော့ထောက်ငွေရများနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာဒီတစ်ပတ်မှာကြုံတွေ့ရတတ်ပါလေစနေသားသမီးများအတွက် ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုဆက်လက်ပြီးတော့ဟောကြားပေးကြပါမယ်။ကျမကြီးနဲ့ပတ်သက်လို့ရှိရင်စနေသားသမီးများဒီတစ်ပတ်အတော်အတွင်းမှာပေါ့နော်။ခြေထောက်မှာထိခိုက်ဒဏ်ရာရရှိတာမျိုး။ဒါမှမဟုတ်လို့ရှိရင်ဆိုင်ကယ်စီးတဲ့သူတွေ၊ကားမောင်းတဲ့သူတွေ၊ဒါမှမဟုတ်လို့ရှိရင်စက်ပင်စီးတဲ့သူတွေနော်။စက်ပစ္စည်းနဲ့ယင်ရန်ရာတခုခုနဲ့သွာလာနေရတဲ့သူတွေအတက်နိုင်ကိုသတိထားပေးပါနော်။ဒီတစ်ပတ်တော့ဒီမှာအက်ဆီဒင့်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေဖြစ်ပေါ်တတ်တယ်။ဆေးရုံစီကံနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေဖြစ်ပေါ်တတ်တယ်နော်။ဒါကြောင့်မို့လို့အဲ့လိုဖြစ်ပေါ်လာပြီလားဆိုလို့ရှိရင်လေခြေထောက်မှာထိခိုက်ဒဏ်ရာရရှိတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ခြေထောက်မှာ ဒဏ်ရာကြီးမားမားဖြစ်ပေါ်တတ်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေကြုံတွေ့တတ်တယ်ကြုံတွေ့တတ်တဲ့အတွက်ကြောင့်မို့လို့ကိုအတတ်နိုင်ဆုံးတတိထားဆင်ခြင်ပေးဖို့အတွက်ကိုအကြံပြုတင်ပါတယ်စနေသားသမီးများအတွက်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုကြုံတွေ့ခြင်းဟိုကြုံတွေ့ရမယ့်အကြောင်းရင်းလေးတွေကိုဟောကြားပေးတင်ပါတယ်စနေသားသမီးများဒီလိုမှအခြေအနေနဲ့ပတ်သက်ပြီးတော့အချက်မှားတတ်တယ်အခြေအနေနဲ့ပတ်သက်ပတ်သက်ပြီးမှားယွင်းတဲ့အခြေအနေမျိုးဖြစ်တတ်တယ်မိမိကိုတစားကန်လုပ်တဲ့အခြေအနေမျိုးဒါမှမဟုတ်လို့ရှိရင်မိမိအပေါ်မှာဟိုသူတို့ရဲ့လိုဘတစ်ခုကြောင့်မိမိအနာကိုကတ်လာပြီးတော့ ဒုက္ခပေးသွားနိုင်တဲ့จิตူကပေးတဲ့ဒုက္ခကိုလှလှရီခံရတတ်တဲ့အခြေအနေပဲဆိုင်ရာကြုံတတ်တဲ့အတွက်ကြောင့်ဒီဘက်မှာအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်မဝင်စားဖို့အကြံပေးခြင်းပါတယ်အခြေအနေနဲ့ပတ်သက်လို့ရှိရင်ခေတ္တခဏလေးရပ်နာဖို့အကြံပေးခြင်းပါတယ်ထားကြလို့ရှိရင်တချို့သောသူများမိမိစိတ်ဝင်စားနေတဲ့သူရှိတယ်ဆိုလို့ရှိရင်တော့တတိထားမိမိစိတ်ဝင်စားနေတဲ့သူကအကြောင်းမျိုးမျိုးနဲ့မိမိဘဝမှာချင်းချင်းငံဆက်ဆံလာတယ်မိမိရဲ့အလိုကိုလိုက်ရောလာတယ်ဆိုလို့ရှိရင်သူ့ရဲ့နောက်ွယ်မှာ မိမိကိုအကောက်ကြံလာတဲ့ကိစ္စရတစ်ခုကြုံကြုံလိမ့်မယ်ရှိဖို့ရှိလိမ့်မယ်နော်မိမိအပေါ်မှာကြောက်တုံမဲ့ကိစ္စရတွေကြုံလိမ့်မယ်တစားကံလုံးမဲ့ကိစ္စရတွေကြုံလိမ့်မယ်ဒါမျိုးလေးတွေကိုတတိထားဖို့အတွက်ကိုအကြံပေးခြင်းပါတယ်စနေသားသမီးများအတွက်ကံကြမ္မာအညံ့လေးတွေရော်ပြီးတော့အကောင့်လေးတွေရရှိလာနိုင်ဖို့အရေးကိုရေရာနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုညွှန်ကြားပေးခြင်းပါတယ်ရေရာနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုညွှန်ကြားပေးရမယ်ဆိုလို့ရှိရင်မိတို့စနေသားသမီးများကြီးထဲမှာပေါ့နော်ကျွန်တော်တို့ကဏ္ဍလေးပါလေးရောင်းနေနေရရှိရဲ့ဒီလားနော်ကဏ္ဍအရှင်း ိုးတိုးချီရတဲ့ကဏ္ဍအရှင်ကိုဝယ်ပါဝယ်သွားဆိုလို့ရှိရင်ဒီကဏ္ဍအရှင်ကိုရေးမှာထုတ်ပေးပါနော်တတ်နိုင်တော့တကောင်တတ်နိုင်လေတကောင်ပဲထုတ်ပေးရပြီတိစားမရှိဘူးနောက်ပြီးလို့ရှိရင်လမ်းမှာတွေ့တဲ့ခွေးလေးခွေးလေးလေးတွေခွေးစာလေးတွေကျွေးပေးပါနော်ဒါဆိုလို့ရှိရင်မိမိရဲ့အမျက်လေးတွေရော့ပြီးတော့အကောင့်လေးတွေရရှိလာမှာဖြစ်ပါတယ်စနေသားမိများအားလုံးကိုစိတ်နှက်ပြကျမ်းမာချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့သရင်းနဲ့စနေသားမိများအတွက်တပတ်စာဟောဒီညမှာလည်းရက်နာဝယ်ပြပါ